ဘဝမှာအပျော်ဆိုတာလူတိုင်းကရခြင်းလိုခြင်းခံစားခြင်းနဲ့အရာဖြစ်တယ်။ပျော်ရွှင်မှုကိုမရခြင်းနဲ့မခံစားခြင်းနဲ့အပျော်ကိုမလိုခြင်းနဲ့လူရဲ့လို့ရှိလမယ်မဟုတ်ပါဘူး။ဒါပေမဲ့သိထားရမှာကကိုယ်ခံစားတဲ့အပျော်ဟာကိုယ်ပိုင်အပျော်ဖြစ်ဖို့အပျော်ကနေအပြည့်ဖက်ကူးမသွားတဲ့အပျော်ဖြစ်ဖို့တော့လိုလိမ့်မယ်။ ကိုယ်ပိုင်အပျော်မဟုတ်တဲ့တစုံတစ်ခုထောက်ကူပြီးတော့ပျော်ရတဲ့အပျော်ဟာဘဝမှာအမြဲမပျော်ရနိုင်ဘူး။ဘာထောက်ကူမှုမှမပါပဲကိုယ်ပိုင်ပျော်တဲ့အပျော်ကသာဘဝမှာအမြဲထာဝရပျော်ရမှာဖြစ်တယ်။ဥပမာချစ်သူလေးနဲ့ပျော်ရတဲ့အပျော်ဟာချစ်သူမရှိတဲ့အခါပျော်ရမှာမဟုတ်တော့ဘူးပေါ့။မယားနဲ့ပျော်တဲ့အပျော်ဟာလည်းမယားမရှိတဲ့အခါ ြောနိုင်မှာမဟုတ်ဘူးကားနဲ့ပြောတဲ့အပြောတွေဟာလဲကားမရှိတဲ့အခါကားပြက်သွားတဲ့အခါတွေမှာပြောရမှာမဟုတ်ပြန်ဘူးပေါ့အစားနဲ့ပြောတဲ့သူတွေကလည်းအစားမရှိတဲ့အခါအစားမကောင်းတဲ့အခါမပြောနိုင်ပြီဘူးဒါတွေဟာကိုယ်ပိုင် အပြောတွေမဟုတ်ပဲထောက်ကူမှုတွေနဲ့ပြောတဲ့အပြောတွေဖြစ်လို့ပဲအမြဲတမ်းပျော်ရွှင်နိုင်ဖို့ဆိုရင်တော့ ိုးပိုင်စီမလူစားမဖြူပဲပျော်တဲ့အပျော်တွေကမှကို့ဘဝမှာအမြဲတမ်းပျော်ရွှင်နိုင်မှာ ဖြစ်တယ်။ဘာအထောက်အကူမှ မပါတဲ့အပျော်မျိုးကမှဘဝမှာအမြဲတမ်းပျော်ရမယ့်အပျော်ဖြစ်တယ်။ဘာအထောက်အကူမှ မပါတဲ့အပျော်မျိုးဆိုတာဘယ်လိုအပျော်မျိုးလဲ။ကို့အသည့်ကို့အတွေးတွေမှာလူချင်းနေတာတွေရချင်းနေတာတွေမလူချင်းမလူလာတာတွေ အချစ်တွေ အမုန်းနေကြိုက်ချင်းနေမကြိုက်ချင်းနေမပါဘဲနဲ့အဲ့ဒီအရာတွေကလွတ်မြောက်နေတဲ့အသည့်အတွေးလေးနဲ့နေပြီးတော့ပျော်ရွှင်နေရတဲ့အပျော်ကမှဘဝမှာဘာထောက်ကူမှုမှမပါတဲ့ကိုယ်ပိုင် အပျော်ဖြစ်လိမ့်မယ်တချို့ကသားသမီးတွေအလာကိုမျောနေကြတယ်သားသမီးတွေကိုကိုနာလာစေခြင်းကြတယ်သားသမီးတွေမလာတဲ့အခါ မပြောတော့ဘူးပေါ့အဲ့ဒါညှောနေလို့မပြောရတာပဲသားသမီးတွေလာလို့ပြောတယ်ဆိုတာကသားသမီးဆိုတဲ့ထောက်ကူမှုနဲ့ပြောရတာမဟုတ်လားအဲ့ဒါလို့သားသမီးဆိုတဲ့ထောက်ကူမှုနဲ့ပြောတဲ့အပြောဟာ သားသမီးတွေအနာမှာမရှိတဲ့အခါသားသမီးတွေကိုနာမလာတဲ့အခါမှာမပြောရတော့ဘူးဒါကြောင့်ပြောချင်တာကတော့တယောက်เท่လေပြောအောင်နေပါတချမ်းနဲ့စီလေပြောအောင်နေပါ တစ်စိတ်သေးနဲ့လဲပြောအောင်နေပါနှစ်ခုရှိမှပြောမယ်သုံးခုရှိမှပြောမယ်ဆိုရင်နှစ်ခုသုံးခုမရှိရင်မပြောနိုင်မဲဖြစ်သွားလိမ့်မယ်စိတ်ငကအယောင်နဲ့ပါပြောင်နေဆိုတာစိတ်ငကအယောင်မရှိတဲ့နေ့ပါမပြောင်နိုင်ဖြစ်သွားမှာပေါ့အသက်ကြီးလာတဲ့အခါသားနဲ့ပြောကြတယ်သမီးနဲ့မှပြောကြတယ်မြေးလေးတွေရှိမှပြောကြတယ်အဲ့ဒါအဖိုးအွားတွေဟာ သားတွေသမီးတွေမြေးတွေအနာမှာမရှိတဲ့အခါမပျော်ရွှင်နိုင်ကြဘဲနဲ့စိတ်ဆင်းရဲကြရတယ်။အဲ့ဒီအခါဒီမှာစဉ်းစားကြည့်လိုက်ပါ။လောကမှာကိုယ့်အတွက်မွေးလာတဲ့သူ တရားမှမရှိဘူးဆိုတာကိုစဉ်းစားလိုက်ပါ။အဲ့ဒီအတွေ့ကိုမမေ့ပါနဲ့။လူတိုင်းလူတိုင်းဟာဘယ်သူအတွက်မှမွေးလာကြတာမဟုတ်ဘူး။ဘယ်သူမှကိုယ့်အကြိုက်လိုက်နေဖို့တာဝန်ရှိမနေပါဘူး။ အဲ့ဒီအသိအမြင်ကိုသိမြင်ထားပါအဲ့ဒီအသိအမြင်မရှိဘူးဆိုရင်သူကငါကြိုက်အောင်မနေဘူးငါကြိုက်တာလိုက်လို့မပေးဘူးငါအပေါ်မတိတတ်ဘူးစသည်ဖြင့်စဉ်းစားပြီးတော့စိတ်ဆင်းရဲတွေခံစားရလိမ့်မယ်အားလုံးဟာဧည့်သည်တွေကြီးပါပဲမိသားစုဆိုတဲ့အိမ်တဲ့အိမ်မှာခိတ္တခဏစုံကြရတဲ့သဘောပါပဲပြီးတော့လေအားလုံးကကွဲကွာသွားကြရမှာမဟုတ်လား ကိုအသည့်ကိုအတွေ့ကိုစိတ်ကသာပြောအောင်မနေတတ်ဘူးပြောအောင်စိတ်ကိုမထားတတ်ဘူးဆိုရင်ဘသူကမှကိုစိတ်ကိုပြောအောင်လုပ်မပေးနိုင်ဘူးဘယ်အရာကမှကိုစိတ်ကိုထာဝရပြောအောင် မတတ်နိုင်ဘူးဆိုတာမမေ့ပါနဲ့ဒါကြောင့်ကိုစိတ်ကိုကိုတယောက်ထဲလဲပြောအောင် ကိုရှိတာလေးနဲ့လဲပြောအောင်ကိုနေနေရတဲ့အဖြစ်ကလေးနဲ့လဲပဲပြောအောင်တိဆောက်ပါစီမပါလဲစိတ်ကိုပြောအောင်ထားပါ စားမဖြူလေစိတ်ကိုပြောအောင်မွေးပါတယောက်ထဲလေစိတ်ကိုပြောအောင်နေပါတချမ်းနဲ့လေစိတ်ကိုပြောအောင်နေပါလို့ပြောကြရဲ့နဲ့ညီကုန်းချုပ်ချင်ပါတယ်စိတ်ငကမရှိလေကိုပါကိုပြောင်းနေအောင်ပွတ်တိုက်ထားပါလို့ပြောကြရဲ့နဲ့ညီကုန်းချုပ်ချင်ပါတယ်အားလုံးအားလုံးကိုပိုင်အပြောများနဲ့ပြောနိုင်ကြပါစေဘာထောက်ကူမှုမှမလိုတဲ့ပြောခြင်းမျိုးနဲ့ ျော်နှံကြပါစေလို့ဆန္ဒပြုရင်းဏီကုံးချုပ်လိုက်ပါတယ်။